ရိသတ်များအားလုံးဝမင်္ဂလာခင်ဗျာတရင်အကြောင်းကိုပြောခင်မှာပထမဆုံးအနေနဲ့ပရိသတ်တွေကိုတောင်းပန်စကားပြောခြင်းပါတယ်မနေ့ကကျွန်တော်ဖြူဖွေးဒဏ်ရာသွားတဲ့တရင်ကို ရေးသားတင်ဆက်လိုက်တယ်ဒါပေမဲ့အထဲမှာခေါ်ပြလိုက်တဲ့ပုံတွေကဖြူဖွေးပုံတွေလည်းဖြစ်သွားတယ်နောက်တစ်ချက်ကတော့ကျွန်တော်ကျောင်းနာဘက်ကိုနည်းနည်းသတိမထားမိလိုက်ဘူးဗျာလိဟင်သွားတယ်ဟိုကျွန်တော်စိတ်ထဲမှာငါလို့ထင်ပြီးတော့အမြန်ချရေးလိုက်တာပေါ့လေနော်ရေးပြီးတော့ကျွန်တော်ပြောမိတယ် ပြောတဲ့အတွက်မှားသွားခဲ့တယ်တကယ်တမ်းရသွားတာတော့ဖြူဖွေးအဲ့ဒါတော့မှန်တယ်ခမကျွန်တော်လည်းမနေ့ကကျွန်တော်တစ်ဖက်မှာ fight sport လေးပြောတာရှိတာ哦ပြီးတော့ fight sport ရဲ့ပွဲတွေကမနေ့ကပွဲဆက်တွေများတယ်မနေ့ပိုင်းမှာဆိုရင်သူက UFC ပြိုင်ပွဲကြီးကျင်းပခဲ့တယ်ဗျာ UFC မှာဆိုရင်လည်းခေါင်းတွဲဆိုင်ကမာကာချက်ဖြတ်တွဲဆိုင်အဲ့တော့အဲ့ပွဲကိုကျွန်တော်ရေးပြီးတော့ဟိုတင်ဆက်ဖော်ပြပေးနေတယ်ပေါ့ပြီးတော့အဲ့ UFC မှာပဲ Valentina Shevchenko ရဲ့ပွဲကပါနေတယ် ဘရန်ဒီနာချက်ဆန်ကိုကလည်းဘရော်နီကာရိုရဲ့ဂျင်မှာလာပြီးတော့လစ်ဂျင်မှုရဲ့ဖိုက်တာဆိုတော့သူ့အကြောင်းကိုကျွန်တော်ထည့်ပြောနေတော့အဲ့မှာနှစ်ပွဲအဲ့နှစ်ပွဲပြီးသွားတော့ဒီဘက်မှာ1173ပြန်ပွဲကြီးကဇက်တိုက်လာတယ်1173ပြန်ပွဲကြီးမှာလည်းတွဲဆိုင်နေကတကယ့်ကိုကောင်းတဲ့ဒိဋ္ဌိကျတွဲဆိုင်နေပြီးစတမ်စူပါဘွန်စူပါလက်အဲ့လိုဖိုက်တာတွေရဲ့ပွဲတွေယူရပါနေတဲ့အခါကျွန်တော်အနေနဲ့တပွဲပြီးတပွဲတပွဲတပွဲဟောမှာဆက်ရင်းနဲ့ညနေဘက်ရောက်သွားခဲ့တယ်ဒီတော့ဒီဘက်က find in မဲ့အချိန်မှာကျွန်တော်မစစ်စစ်မိလိုက်ဘူး အဲ့တော့အလွဲမတွေဖြစ်သွားခဲ့တယ်ပေါ့လေအဲ့လိုပြိဿတ်တွေကိုကျွန်တော်ဥစွာပထမအနုအညွတ်ဝန်ချတောင်းပန်ပါတယ်ဆိုတဲ့အကြောင်းပြောပြပေးခြင်းပါတယ်ခင်ဗျနောက်တော့ကိုအဲ့လိုဖြစ်အောင်လဲတက်နိုင်သမျှဆင်ရှင်သွားရမယ်ဟုတ်ကဲ့အခုဒီနေ့မှာတော့ဖြူဖွေးရဲ့ဒဏ်ရာအမျိုးအစားကဘာဆိုတာကိုကျွန်တော်တို့သိလိုက်ရပြီဆိုတဲ့အကြောင်းပြိဿတ်တွေကိုပြောပြပေးခြင်းပါတယ်ဖြူဖွေးရဲ့ဒဏ်ရာအမျိုးအစားကတော့ခြေချင်းကိုဒဏ်ရာဖြစ်ပါတယ်ခင်ဗျနောက်ကိုရီးယားကလပ်နေကိုရန်အသင်းနဲ့မြန်မာနိုင်ငံကိုစားပြုကလပ် န်စပီအမျိုးသမီးအသင်းတို့ဟာအုပ်စုနောက်ဆုံးပွဲစဉ်ရှင်မြန်ကစားခဲ့တယ်။အဲ့ဒီအမျိုးသမီးအာရှချန်ပီယံလိအုပ်စုနောက်ဆုံးပွဲစဉ်မှာဖြူဝေးကချေချင်းကိုတန်းရာရသွားခဲ့တာဖြစ်ပါတယ်။နေကိုရန်ကအန်စပီကို၃ဂိုးဂိုးမရှိနဲ့အနိုင်ရရှိသွားခဲ့တဲ့အဲ့ပွဲစဉ်မှာဖြူဝေးတန်းရာရသွားတာဖြစ်ပြီးတော့တန်းရာအရှိန်တွေကတန်းရာဟောင်းကိုပြန်ထိတာ ဖြစ်တယ်လို့နိပြချုပ်သစုံသသိန်းကပွဲပြီးမှပြောသွားခဲ့ပါတယ်ခင်ဗျ။ဒါပေမဲ့ဒံယာဟောင်းပြန်ထိတာဆိုသည့်တိုင်ဒံယာက မြင့်တမ်းမှုမရှိတဲ့အတွက်သိမ့်မကြခင်မှာပဲဖြူဖွေးဟာပြန်လဲတက်လာလာမှာဖြစ်တဲ့အကြောင်းကျွန်တော်တို့သတင်းကြားသိရပါတယ်ခင်ဗျာကြည့်ရှုအားပေးပြီးတော့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ